ဗီယက်နမ်နိုင်ငံမှာ2023ခုနှစ်ကလူ96ဦးသေဆုံးခဲ့တဲ့ဟနွိုင်းတိုက်ခန်းတခန်းမိလောက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမလ14ရက်မှာတရားရုံးတရုံကလူရှင်ဦးကိုထောင်ဒဏ်ချမှတ်လိုက်ပါတယ်။အရေးအဆောက်အအုံမှာထွက်ပေါက်တပေါက်သေးတာရှိပြီးအပြင်ဘက်မှာအရေးပေါ်လေကားလည်းမရှိတာကြောင့် အိမ်နီးချင်းတွေရဲ့ပြောပြချက်အရအဆောင်အုံအတွင်းပိတ်မိနေသူတွေရဲ့အော်ဟစ်တန်တွေကိုကြားခဲ့ရပြီးလူတွေဟာပတင်းပေါက်တွေကိုချိုးဖောက်ပြီးထွက်ပြေးဖို့ရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ်။2023ခုနှစ်စက်တဘာလမှာဖြစ်ပွားခဲ့တဲ့ဒီမီလာမှုဖြစ်စဉ်နဲ့ဆက်နွယ်ပြီးကိုထက်အဆောင်အုံပိုင်ရှင်ဟာပြင်းထန်တဲ့ပြစ်ဒဏ်နဲ့ထိုက်တန်ကြောင်ပြောကြားခဲ့ပြီးထောင်ဒဏ်12နှစ်ချမှတ်ခံခဲ့ရပါတယ်။ဒေသခံတာဝန်ရှိသူအများအပြားကိုလည်းတိုက်ပိုင်ရှင်ရဲ့အမှားယွင်းကိုထောက်ပြပြောဆိုခြင်းမရှိတာကြောင့်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်စေခဲ့တဲ့အတွက် ထောင်ဒဏ်လာပေါင်း30ကနေ9နှစ်အထိအသေးသေးချမှတ်ခဲ့ပါရယ်။တိုက်ပိုင်ရှင်အန်ဟီရန်ကွမ်မင်းရဲ့လုပ်ရဟအလွန်အနည်းများတယ်လို့တရားရုံးကထုတ်ပြန်ခဲ့ပါရယ်။